မင်းရဲ့အင်္ဂလိပ်အတန်ကြီးရငပိတန်ကြီးနဲ့လို့ပြောခံလိုက်ရတဲ့လူတွေရှိလားအဲဒါဆိုလို့ရှိရင်ငပိတန်ပြောက်တော့နည်းနည်းလေးသင်ပေးမယ်အဲကျွန်တော်လည်းငပိကြိုက်တယ်ဆိုပေမဲ့အင်္ဂလိပ်စကားပြောနေတယ်ကျွန်တော်ရဲ့ follower တွေကိုတော့အင်္ဂလိပ်အတန်လေးနည်းနည်းပေါက်စေချင်တယ်ဘာကြောင့်လဲဆိုတော့ကိုယ်ကအင်္ဂလိပ်စကားပြောမအောင်အဲတော့နည်းနည်းလေးအင်္ဂလိပ်အတန်လေးပေါက်တော့အတန်လေးတွေပြီးတော့အောင်ဟုတ်လားလို့ရှိရင် vocabulary ကိုဆိုတဲ့အခါမှာလည်းအတန်တော်လေးတွေကောင်းသွားအောင်ねတကယ်အကျိုးပြုမဲ့ Phonetic Symbol CV လေး9ရက်ကိုကြားပြအတည်တင်မှာဖြစ်ပါတယ်ဒီ speaking CV ရက်60တဲ့မှာတရက်ကျော်ကျွန်တော်ထည့်သွားမှာဖြစ်ပါတယ်အဲ့တော့ဒါလေးကိုသင်လိုက်ရင်ဘာတွေအကျိုးထူးသွားမလဲဆိုတော့သင်ကြည့်လိုက်ရင်သိသွားပါမယ်အဲ loss ဒီနေ့တနေ့အရင်ဆက်ပြီးကြည့်လိုက်တာနဲ့တင်ဟောဘာလိုမျိုးအကျိုးထူးသွားနိုင်လဲဆိုတော့ဘာလို့လဲဆိုရင်သိသွားပါပါ okay အဲ့တော့အရင်ဆုံးဘာမိတ်ဆက်မလဲဆိုရင် phonetic symbol phonetic symbol ဘာကြောင့်ထွင်ထားတာလဲဆိုလို့ရှိရင်အတန်ကိုတိတိကျကျမှန်မှန်ကန်ကန်ထွက်နိုင်အောင်လို့ထွင်ထားတာဖြစ်တယ်အဲ့တော့ဥပမာအဖြစ်ဆိုရင်မှာ tree ဆိုပါလို့နော် ကျွန်တော်မြန်မာတရားကို tree ဆိုတဲ့အတန်းတက်ကိုရေးပြရင်ဘယ်လိုရေးပြမလဲเนาะဒီလိုမျိုးရေးပြပါလားဒါမှမဟုတ်ထက်ဆင်သူရာခိုင်လုံးတင်လို့ရေးပြပါလားဘယ်လိုပဲဆိုဆိုအင်္ဂလိပ်အတန်းတက်ကွက်တီဖြစ်နိုင်ဖို့အလားလာနေတယ်ဘာကြောင့်လဲ towery လို့ထည့်လို့ရတာ towery လားဒါမှမဟုတ်လဲ thingy လားအဲ့လိုမျိုး ပြောချင်တာတချို့မြန်မာအင်္ဂလိပ်မှာရှိတဲ့အတန်ဒေါ်တာနေမြန်မာမှာမရှိဘူးမြန်မာမှာရှိတဲ့အတန်တွေကလည်းအင်္ဂလိပ်မှာမရှိလို့ဖြစ်နေတယ်အဲဒါကြောင့်အတန်ထွက်ဖမကန်သူများဘာသာစကားပြောခါမှာသူတို့ဘာသာစကားတိုင်းအတန်ထွက်ဖမကန်ထွက်နိုင်လို့ဆိုတာ phonetic system လို့ခေါ်တယ်သင်္ကေတလေးတွေကိုနားလည်ဖို့လိုတယ်အဲ့တော့ဒီမှာအခုကျွန်တော်ရေးပြမယ်ဘာလေးကိုသင်ပြမလဲဆိုတော့ဒီနေ့သင်္ကေတလေးတွေကိုသင်ပေးမယ်အဲ့တော့ဒီနေ့ဆိုရင် b သင်္ကေတလေးသင်မယ်မနက်ဖြန်ဆိုရင်တသသင်္ကေတလေးသင်မယ်နောက်ထပ်၃ရက်မှာအဲ့ဒါလေးတွေပေါင်းဆက်ပြီးတော့အတန်ထွက်ထွက်ကြည့်မယ်။ဒီခါကျလို့ရှိရင်ကျွန်တော်တောက်လျှောက်ထွက်လာခဲ့တဲ့စကားလုံးတွေဒီအမှားတွေပါလားဆိုတော့ဘာဖြစ်သွားလဲဆိုရင်တိသွားလိမ့်မယ်။ ျွန်တော်လဲမှာခဲ့တာပေါ့နော်။အဲအဲဟုတ်ပြီ8 of phonetic symbol ကိုနည်းနည်းလေးပြောစရာကောင်းတဲ့ version ပေါ့နော်။ပြောရမယ်ဆိုရင်ငပိ version လေးနဲ့လည်းအရင်သင်ပေးမယ်။အဲတော့ဟာဒီမှာ phonetic symbol တွေရဲ့အခါမှာဟိုလိုမြင်းဆောင်လေးတွေမှာရေးရပြာနော်။မှာ k လေးတော့ရေးထားပြီ။အဲနောက်ပါ t လေးရေးထားပြီ။နောက် p လေးရေးထားပြီ။နောက် s လေးရေးထားပြီ။နောက် f လေးရေးထားပြီ။နောက်ဒါလေးတရားကြည့်ဒါမျိုးလေး။ဒါရေးတောင်လည်းလုပ်ထား။မြင်တာလေးအဒါဒါသင်္ကေတရည်တဲ့တော့မှာ။ဟောနောက်တစ်ခါမှာ တီးတာလားအဲ face မှာဆိုတာတီးတာလားအဲ့တော့သင်ချမှာဆိုတီးတာပုံစံမျိုးလေးအဲ့နောက်ဆိုဒီလိုသင်္ကေတလေးပေါ့ Okay ဟုတ်ပြီမှာသင်္ကေတလေးဘယ်နှခုရှိလဲဆိုရင်တစ်ခုနှစ်ခုသုံးခုလေးခုငါးခု၆ခု၇ခု၁ခုဟုတ်ပြီအဲ့သင်္ကေတ၈ခုကိုကျွန်တော်မလုပ်ပြလို့ဆိုရင်အတန်ထွက်လေးတွေကိုတိုင်ပေးမယ်အဲ့တော့ဟုတ်ပြီအဲ့သင်္ကေတ၈ခုကိုကျွန်တော်အတန်ထွက်လေးတွေတိုင်ပေးမယ်ရင်းဆုံးမှာရင်းဆုံးအင်္ဂလိပ် version နဲ့မတင်ခင်မှာဘာမှ version နဲ့ရအောင်လို့တင်မယ်เนาะအတန်ထွက်ကြည်ကြည်လေးလိုက်စုံမယ်ခတ်เนาะခတ်ဒါဆိုရင် ထက်ဒီဟာလေးကိုမြင်ရင်ဒါထက်ထီလို့မစုံတော့ဒါဒီဒီမြင်းသောနှစ်ကြောင်းကြောင်းမှာရှိတဲ့ဟာဒီဟော slider လို့ခေါ်တဲ့စကားလုံးမဟုတ်ဘူးဒါတင်ကြတာလေ symbol လို့ခေါ်တဲ့တင်ကြတာလေဒါဆိုရင်ထက်ဒါဆိုရင်ဖတ်ဖတ်ဒါဆိုရင်ဆက်ဆက်ဒါဆိုရင်ဖတ်ဖတ်ဒါဆိုရင်ချက်ချက်ဒါဆိုရင်ဒါဒါဒါဆိုရင်ရှက်ရှက် အဲဒါပမာ version နဲ့ဖြစ်တယ်အင်္ဂလိပ်ဆိုရင်တော့အဲ့လိုဆိုမှာမဟုတ်ဒါကျွန်တော်ရဲ့ follower တွေကြားအောင်လို့ကျွန်တော်အသာထွက်ဆိုတာအင်္ဂလိပ်ဆိုရင်ဆိုတော့ဒီပြီးတန်လေးလို့ဆိုရဲခါမှာအတန်းဟိုဘယ်လိုလဲအဖျားလေးနဲ့ပဲဆိုလို့ရှိတယ်ဥပမာဆိုရင်ကျွန်တော်ကခက်လို့ဆိုရဲဟာသူကဒါဆိုရင်လဲဒါဆိုရင်လဲဒါဆိုရင်လဲဒါဆိုရင်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 အဲ့လိုလေးပဲဆိုရဲ ဲ့တော့ကျွန်တော် follower အကြောင်းကျွန်တော်ကြည်ကြည်လေးဆိုပြတာဖြစ်တယ်တကယ်တကယ် version ကအတန်းအဖျားလေးနဲ့ဆိုရလို့နားလဲရမယ်ဟုတ်ပြီအဲ့တော့ဒီသင်္ကေတလေးကိုအစင်လာလာကလေးမှတ်မှတ်ဖို့အတွက်နည်းလေးပြောစရာကောင်းအောင်လို့ကျွန်တော်မှရေးပြလိုက်မယ်ကိုဒိုပြေဆုံးဘို့ကိုတို့ပြေဆုံးဘို့ဘာရှားအောင်လဲချစ်သူရှာဟဲ့ပြေဆုံးချင်ပါရှာမယ်ချစ်သူရှာမယ် တော့ဆရာမြှောက်ပေးတယ်မဟုတ်ဘူးเนาะဆရာနဲ့မှတ်မိအောင်လို့ဘာလုပ်ပေးလဲလဲဆိုရင်ရေးပေးလိုက်တာဖြစ်တယ်အဲ့တော့ကိုတို့ပြည့်စုံမှုချစ်သူရှာနေဒါနဲ့ကဘယ်လိုဆက်ဆက်နေလဲဆိုတော့ဒီအသင်္ကေတလေးကိုမှတ်မိနေစေချင်လို့ caterpillar ကိုတို့ဆိုတော့ပြည့်စုံစောစုံစောဆက်ဖို့ဆိုတော့ fly ဟုတ်ပြီနော်ဒါ chair ဆိုတာလေးမှတ်မိနေဖို့အတွက် chess ဆိုတာလေးထည့်ပေးထားတာလဲဆိုတာလေးမှတ်မိနေဖို့အတွက် two ဆိုတာလေးကိုရေးပေးထားတာ share နော်အဲ့ဒါလေးမှတ်မိနေဖို့အတွက် share ဆိုတာလေးကိုရေးပေးထားတာ ဒါဒီတင်ဒီဒီလိုကြပြားလေးနဲ့ဆိုရတဲ့အခါမှာဒီအတားဒီတင်ဂီတာလေးကိုဘယ်လိုမှတ်ပြီးသွားလဲဆိုရင် SNL ကလေးမှတ်ပြီးသွားတယ်ဒီတစ်ခါတော့ပြန်ဆိုလိုက်အောင်ခခဖဆဖချရှနော်မနသဆိုရတဲ့အတန်လေးကိုမထွက်အောင်ဆရာပါနော်အတန်တော့အမှန်ဆိုရင်အင်္ဂလိပ်စစ်စစ်တင်မယ်ဆိုရင်အဲ့လိုတမ်းမျိုးအဲ့တော့ခခီထပ်ပန်ဆ san f fish ch check think sh ship ကဲအဲ့တော့ဘာဖြစ်သွားလဲဆိုလို့ရှိရင်ဒီအလုံးလေးတွေကိုဆိုတဲ့ခါကျရင်ဒီပြီးတန်လေးကိုအရင်မှတ်ထားမယ်ပြီးရင်တရတဲ့နဲ့ပေါက်ဆောင်အောင်ပါပေါ့နော်ဟိုမှာမမဆိုရင်ကျွန်တော်ပြောပြမယ်ဟိုမှာဆိုရင်ဒီရေးချဝဆန်လုံးပေါက်ကလေးကိုအားလို့တန်ထားထွက်လို့ရှိရင် phonetic နဲ့သင်မယ်ဆိုရင်ဒါကကာကြီးရကလေဆိုတော့ကအားကာဆိုတဲ့အမျိုးထွက်သွားတယ်လို့ပဲဒီကောင်လေးဒါပြီးတန်ကိုသင်မယ်နောက်နေ့ကျရင်တရတဲ့နဲ့သင်မယ်ပြီးအင်းအင်းတစ်ခုဘာလို့မလဲဆိုရင်ပေါက်ဆောင်ပါအဲ့တော့ဒါပြီးတန်လေးကိုအရင်မှတ်မှာဒါပြီးတန်လေးကြီးပဲ ပြီးစံကို slide မှတ်ဖို့အတွက်ဘယ်လိုမှတ်ထားမလဲကိုတို့ပြေဆုံးဖို့ချစ်သူရှာအဲဒါမှဒါကျွန်တော် creation လုပ်ထားတာမဟုတ်ဘူးအဲဒါကိုကျွန်တော်ကဘာမှစတင်ခဲ့ရလဲဆိုလို့ရှိရင်ဟိုဟာအဲပတိမြိုင်းကလစ်တော့ကျွန်တော်တင်ပြတဲ့ဆရာမကြီးအဲဆရာမ .a တဲ့เนาะဒါသူ့ရဲ့ version ပေါ့เนาะကျွန်တော်ရန်နှစ်သက်ခဲ့ရပါเนาะဆရာမကြီးကိုဒီကနေ့လေးစားသောအဖြစ်ကာဘာဝပြုလိုက်ပါတယ်အဲသူ့တင်တဲ့ arbor ဒါကျွန်တော်နည်းလေးပြန်ပြီးတော့ဆက်ပြီးတင်ပေးပါမယ်ကဲဟုတ်ပြီတော့ဆက်သွားလိုက်အောင်အဲဒီဘက်မှာဒီတန်းလေးကိုရပြီဆိုသူကနေဒီဘက်မှာထပ်ပြီးတော့ပွားမယ်အဲဒီဘက်ကအတန်လေးပြအတန်အပြော့ရယ် ဒီဘက်ကအတန်ပြောဘက်ကအတန်အပြင်းနဲ့ဖိဆိုတဲ့အတန်နဲ့သွားမယ်အဲ့တော့ဒီမှာခခဆိုရင်ဒီမှာနောက်တစ်ခုမှတ်ထားမှာကဂနော်အဲ့တော့ဒါခဒါကြတော့ဂဒါကြောင့်ထွက်ပြရတကယ်တဲ့ဆင်းဆင်းဆိုရင်ခဂအဲ့လိုပဲနော်ဒါပေမဲ့ဒီမှာကြတော့ခဂလည်းကြားအောင်လို့ဆိုပြရပါဘောနော်ဂဂိုးဒီမှာဆိုရင်ထထကိုဖိလိုက်ရင်ဘာတန်းရလဲဆိုရင်ဒနော်ထဒနော်ဖဖကိုဖိလိုက်ဘာရလဲဆိုရင် ဘနော်ဖဒါပါလေဘဒါဆဆဆောဖိလိုက်ရင်မရမလဲဆိုရင်ဇဇရမယ်နော်နောက်ဖောဖိလိုက်မယ်ဆိုရင်ဗဒါဖဒါဗအမှန်ကျတော့ဒါကျတော့ဇအဲ့လောက်ပဲနောက်ဒါချချောဖိလိုက်မယ်ဆိုရင်ဂျဂျဲတင်ကြီးသားလေးကိုတခြားကြည့်ဒီလိုမျိုးလေးအဲဒါဂျဂျဲတင်ကြီးသား now အဲ့လောက်ဖိလိုက်ရင်ဇအဲ့ဒါထွက်ဆိုပြမယ်တ ်တယ်ဟိုဖိလိုက်ရင် the ဆိုတာရတယ်အဲ့တော့ the နဲ့ the နဲ့တကယ်တကယ်အတန်အတွက်အစ်စ်ကကြောက်အဲ့ဒါနဲ့ the အဲ့ဒါနဲ့နော်ဟုတ်ပြီအဲ့တော့ the ဆိုတာလေးဒီလိုသင်ကြတာလေးနဲ့ရေးတယ်နောက်ဒါကြတော့ဒါအဲဒီမှာကြတော့နောက်သင်ကြတာလေးအဲ့ဒါဘယ်လိုသင်ထွက်လဲဆိုရင်ရီရီအဲ့လိုသင်ထွက်တယ်ဒါဒါရီရီအဲ့လိုသင်ထွက်တယ်အဲ့တော့စူကြည့်လိုက်အောင်နော်ဒါ go da dog b bat z zoo v van j jump z this j fishing ma fishing j j j ဒီနေရာလေးအတန်းလေးရတာဒီတင်္ကြန်လေးနဲ့ရေးရတယ် fishing fishing ဆိုတာလေးပေါ့နော်အဲ့တော့ဒါတင်္ကြန်လေးတွေအတင်္ကြန်လေးအတန်းလေးနဲ့လိုက်ပြီးနောက်ဟောလဲဆိုလိုက်အောင်နော်ဒါဒါပြီးတဲ့နေ့ကုံတော့မယ်ခတ်ထပ်ဖဆဖချဒရှကဲဆိုကြည့်ရင်ကိုပါဦး ာလားခတ်ထဖဆဖချက်တရှကိုတို့ပြေဆောင်ဖို့ချစ်သူရှာအဲဟုတ်ပြီဒါဖိမယ်ဂဒဘဆဖချက်တရှအဲ့လိုနာမည်ပေါ့နော်ဒါအတန်တော့အမှန်အဲနည်းနည်းထွက်ဆိုမယ်ဆိုတော့ခဏကလိုထပ်ဆိုမယ်ဂဒဘဆဗဂျေဒယီအဲ့လိုနာလေးရမယ်ဒါဆိုလို့ရှိရင်ပြီးစံလေးကုန်လောက်ဖြစ်နေပြီခဏတည်းပြီးစံနောက်တစ်ပွဲခဏခွက်ကြတော့ ီလိုသင်္ကေတလေးနောက်ခုကြတော့ဒီလိုသင်္ကေတလေးနောက်ကြတော့ဒီလိုသင်္ကေတလေးဒီသင်္ကေတလေးသုံးမျိုးပေါ့အဲ့ဒါလေးကကြတော့အနေဆယ်ဆောင်းလို့ခေါ်တယ်နှာခေါင်းအတန်လေးနဲ့နည်းနည်းဆိုးရမယ်အဲ့တော့သူ့အတန်လေးဖတ်မှဆိုရင်အတန်ထွက်အပြင်အရင်ထွက်ပြမယ် min ဆိုတဲ့အတန်မျိုး min ဆိုတဲ့အတန်ကိုအထဲမှာမယ်ဆိုရမယ်အဲ့တော့ min ဆိုပေမဲ့ mm mm နော်အဲတော့မဆမ်ဆိုလို့ရှိရင်ဆမ်ဟွန်းဆိုကြည့်လိုက်နှာခေါင်းလေးလေးထွက်နေတယ်ပြီးတော့ဒီကလည်းဟွန်းဆိုတဲ့အတန်လေးเนา ဟိုဆိုင်ကလီပါဆွဲတဲ့အတံမျိုးလေးလားမသိနော်อืมဆမ်အမ်လားမသိနော်ရနောက်ခုကြရင်ဒါကြတော့နင်းဆိုတဲ့အတံလေးဒါမင်းဆိုတဲ့အတံလေးဒါကြတော့နင်းဆိုတဲ့အတံလေးနင်းဆိုတာကိုအပြင်ထွက်မဆိုမဲ့အထဲမှာဆိုမှာอืมอืมလောက်ကြည့်လိုက်อืมเนาะเดี๋ยวฟอนต์นี่ถอยเนาะโหแช่ตัดลงสินะกูบอกเดี๋ยวแท้จิ๊บไปแล้วจิ๊บมาเนาะไอ้เนาะอืมด่าอืมนีนโหลบ่สู้กูโหลทําเลยอืมอืมอืมมาจิแรนโอ้สู้เลยสิไอ้ตันนี้ยะละเลยมั้ย run အဆုံးသက်လေးမှာတွေ့လား run ning အဲ့ဒါလေး ning ဆိုတဲ့အတန်လေးနောက်ဒါလေးကကြတော့ ning ဆိုတဲ့အတန်လေး ning ကိုအပြင်မဆိုထဲမှာလေးဆိုမယ် ng ning ဆိုတာကိုထဲမှာဆိုမယ် ng ကဲအဲ့တန်လေးရကြင်ဒီ sing လို့ဆိုကြည့်လိုက် sing တလား sing ဒါ ng ဆိုတဲ့အတန်လေးရတယ်အဲ့တော့ ng 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 me ning ning အပြင်ကြောင်းဆိုပြမယ်ဆိုရင်မင်းနင်းငင်းအာအမှန်ဆိုရင်မင်းငင်းကဲရမလားမသိဘူးအဲ့အားလေးကိုကြပြလေးနဲ့မှတ်မိအောင်ဆရာမဘယ်လိုသင်ပေးခဲ့လဲဆိုတော့မင်းနဲ့ငါတဲ့ဟုတ်ဟုတ်မင်းနင်းငင်းဆိုတော့မင်းနဲ့ငါဒါဆက်ဖြစ်အောင်လည်းကြည့်လိုက်ရအောင်အဲ့တော့ lip ဆိုတဲ့ဟာလေးတို့ကဒီလိုရေးလိုက်ထားတယ်ဒါလက်ပြင်နောက်ဒီလိုသင်ကြတာလေးပြင်လိုသင်ကြတာလေးပြင်လိုသင်ကြတာလေးနဲ့နောက်ဒီလို တကယ်ဒါလေးအဲပုံမှန်တော့ဒါအောင်ပြောင်းပြန်လေးရရတဲ့ပုံစံလေးဒါပေမဲ့အများမမိလောက်ဘူးဒီပုံစံလေးလည်းသုံးတယ်အားလေးလည်းမှတ်ထားအောင်နော်ကဲဟုတ်ပြီအဲ့တော့ကဲဒီဟာဒီဘယ်လိုတန်းထွက်မလဲဒီ L ကိုတွင်တယ်ဒီကောင်ကခုနလိုဆွဲမှာမဟုတ်လလလာတယ်လဒါကြတော့ရ J နဲ့ရေးပြီးတော့ J လို့တော့မဖောက်ဘူးဒါလေးကတော့နည်းနည်း star လေးပြထားမယ် J နဲ့ပပြမယ်သူ့အတန်ရပလက်တန်းပဲထွက်တယ်ရဒီမှာဂျာအတန်အတွက်မှာရှိပြတာဂျာလေးဂျန်နော်အဲ့ဒါပါလဲဆိုရင်ရကဲနောက်ခါကြတော့ဝအတန်အတွက်ဆိုရင်ဝအဲ့တော့ 嗯嗯嗯，大家，l，大家，w，r，w。哦，hello 啊，叫做 h，y 啊，叫做 r，r。看 o 把路皮抓的声音，它 l 手，lip，y e 手，yes，w 手，what，h 手，hello，hello。它 h 手咩？啊，再咱就不能 r r 手，ran。那叫它嗯嗯嗯，它嗯是呢，那那个哈。 ရှေ့ရတန်းကြတော့ red red ဆိုရဲရှေ့ရတန်း red ပြီးတော့ဒါလေးကိုမှတ်မိအောင်ခြေကဘယ်လိုသိမိခဲ့လဲဆိုရင်လေရင်ဝေဟင်ရောက်ဟောအဲ့ဒါဘာဖြစ်သွားလဲမင်းနဲ့ငါလေရင်ဝေဟင်ရောက်အဲ့လိုသိမိထားတယ်အဲ့တော့အတန်းတော့ကလေးကိုဆိုလိုက်မယ်ဆိုရင်တော့ငင်းလေယောဟရဲအကြောင်းမှာကျေကျေလေးပဲဆိုပြပါတော့မယ် katapasafer chadesh gadabazava jadesh nhi 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 lẽ giờ và hả rồi nghe thả đó là bị <�ré> yeah, claro, phá sinh nên lý chơi chơi lý sửa bọn nó đặt đó xuống g d b s v j g g n n n l y w h r เออถ้าจ้ะเนาะถ้าเราตัวนี้งับปีฟ้าชิ้นพวกเดี๋ยวพาฟ้าชิ้นของเลยอ่า ပါမှုဗာရှင်လာခဲ့အဲ့ဗာရှင်ပေါ့နော်ဒါဘယ်လိုပဲဖြစ်ဖြစ်ဒီသင်္ကေတလေးမြင်ရဆိုတာလည်းအဲ့အတန်လေးထွက်တယ်ဆိုတော့ရအောင်မနေ့ကကြက်လိုက်မနေ့ကကြက်လို့ရှင်ဒီချာအဲဘီသင်္ကေတကိုသင်ပေးမယ်ပြီးရင်ဘီနဲ့တလားနဲ့ပေါင်းဆက်ပြီးစိုးလိုက်မယ်အဲ့ဒါဆိုရင်ဗာတိသွားမယ်လားတိလားနော်ဘာလောက်တောင်အတန်ထွက်ဒီမှားနေလဲဆိုတော့တိသွားမယ်ပြီးလို့ရှင်အတန်ထွက်ကလေးတွေကိုသူများရေးထားတဲ့သင်္ကေတလေးမြင်တဲ့အခါမှာဗာသင်္ကေတလေးဆိုတာဖတ်တတ်မယ်ပြီးလို့ရှင် speaking ပြောတဲ့အခါမှာနည်းနည်းလေးဗိုလ်သံလေးနည်းနည်းလေးပို့ပြီးတော့ပေါက်လာလိမ့်မယ်ဟုတ်ပြီနော်ဒီ fight တဲ့မှာဆက်လေ့လာကြပါဦး